စိတ်ဆိုတာကမိမိတဏ္ဍာမှာဖြစ်တာမိမိကိုယ်တိုင်သာလင်သိတယ်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေသိနိုင်စွာဖြစ်သေးဘူးထို့သောထိုစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြောဆိုလိုက်တဲ့စကားသံအမှုအရာ ပြုလုပ်လိုက်တဲ့အလုတ်ကိုချိန်ပြီးတော့မှသူ့ရဲ့စိတ်ကိုခံမှန်းပြီးတော့ပြောဆိုကြတာဖြစ်တယ်ရှင်ကြည်တဲ့စိတ်က ထွက်ပေါ်လာတဲ့အပြောဆိုဟာယဉ်ကျေးတဲ့စကားတွေဖြစ်တယ်။ရိုင်းဆိုင်တဲ့စိတ်ကဖြစ်ပေါ်လာတဲ့စကားလုံးတွေဟာရိုင်းဆိုင်တယ်။ယဉ်ကျေးတဲ့စိတ်နဲ့ပြုလုပ်တဲ့အလုပ်တွေဟာယဉ်ကျေးတဲ့ပြုလုပ်မှုတွေလုပ်တာဖြစ်တယ်။ရိုင်းဆိုင်တဲ့စိတ်နဲ့ပြုလုပ်လို့ရှိရင်လည်းကျန်တဲ့ရစတဲ့အလုပ်မျိုးတွေကိုလုပ်ချတာပါဖြစ်တယ်။ ဲ့တော့လောကမှာလူရင်ကျေးမှုလို့ပြောတဲ့အရာတွေဟာစိတ်ကဥဆောင်နေတယ်လို့ပြောမှာဖြစ်တယ်။သို့တော့စိတ်မှာလည်းပဲဒီရိုးဖြောင်းတဲ့စိတ်လားဟန်ဆောင်တဲ့စိတ်လားလို့တခါထက်ခွဲမဲ့ဆိုလို့ရှိရင်ရင်ကျေးတဲ့အတင်တန်းရှိတော့လေရိုးဖြောင်းတဲ့စိတ်နဲ့ရင်ကျေးတာလားသို့မဟုတ်ကောက်ကျစ်တဲ့စိတ်နဲ့ရှိုးဝဲတဲ့စိတ်နဲ့ရင်ကျေးတာလားဆိုတော့ဒါမလဲ 快查点家伙，拼了！就就不顾面子了。谁然讲人生里头嘞呗，别说不蛮的那哈，人家他比罗甚至养草比罗你大嘞些。人家么，有说比阿那点懂啊？心里有数嘛嘞？干的热卡素嘞，谁阿几个？别说比阿个少不嘞？ ကုန်းရှင်ညေတံပန်းဒီယတိတံမနှုတ်တာအရှင်ပြားတဲ့လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်တယ်စိတ်ထဲရှိတာတစ်မျိုးပြောတာကတစ်မျိုးလှုပ်တာကတစ်မျိုးစိတ်ထဲရှိတာကိုဖုံးဖိထားတတ်တယ်လူတွေဖုံးဖိထားသည့်အတွက်ကြောင့်အပြင်မှမှထွက်လာတဲ့ပြောဆိုတဲ့စကားလုံးတွေပြုတ်လို့တဲ့အလုပ်တွေဟာ ဟန်ဆောင်ပန်ဆောင်အလုပ်တွေဖြစ်လာတယ်တရိစ္ဆာန်တွေကျတော့အဲ့လိုမဟုတ်ဘူးတဲ့စိတ်ထဲရှိတာအပြင်ထွက်လာတာပဲဖြစ်တယ်လူတွေကျတော့စိတ်ထဲရှိတဲ့တည်းအပြင်မထွက်ဘူးဘာတွေတော့ဘာကြောင့်လို့ဆိုလူတွေကဟန်ဆောင်ကောင်းတယ်ပေါ့ဟန်ဆောင်တတ်တဲ့အလေထားရှိတယ်ဆိုအဲ့တော့လူတွေကကောက်ချစ်တယ်လို့အဓိပ္ပာယ်ပြောတာဩတ္တနကိညေတံဗန္တိယတိတံပတော တရိษံတွေကတော့အလွန်ယိုးစင်းနေဖြောင်းစင်းနေသူတို့စိတ်ထဲရှိတဲ့အတိုင်းပဲပြင်ပမှာထွက်လာတယ်စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့အတန်ထုတ်တယ်စိတ်ထဲမှာရှိတဲ့အတိုင်းပြုမှုသွားလာတယ်ရှုပ်ဝဲထားတာသူတို့မရှိဘူးလို့အဲ့လိုကန္တရကဆိုတဲ့ဆင်တတ်တဲ့ဆရာကမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကဟုတ်တယ် မနဲ့လို့ဆိုပြီးသူစကားကိုထောက်ခံချက်ပေးထားတယ်။အဲ့လိုပဲ950စတိပါလည်းပဲဒီအိဗေမျိုးတွေပါတဲ့စကားတွေရှိတယ်။သူဝိဇာဏံသင်္ကလနံတကုဏနိသဝတိတံမနုဿဝဝတိတံရာသဒုဗ္ဗိဇာဏတရံတရောဆိုတဲ့စကားလုံးတွေသူဝိဇာဏံသင်္ကလနံဆို တောခွေးအိမ်ခွေးဆိုတဲ့ခွေးတွေရဲ့အတန်ဟာသူတို့စိတ်ရင်းအတိုင်းထွက်တာဖြစ်တယ်။သိတာလေ။သူတို့အကဲခတ်လို့လွဲတယ်။တကုဏ္ဏနဲ့စဝတိတံကတန်နေရလည်းပဲယူဖြောင်းနေတယ်။သူတို့ရင်ထဲမှာရှိတဲ့အပြင်မှာအတန်ထွက်လာတာဖြစ်တယ်။မနုဿဝတိတံလူတွေရဲ့အတန်နေကြတော့တဲ့ဒုဗ္ဗိသနာတရား ခွေးတန်ခဲတန်နေနဲ့မတူဘူးတဲ့လူတွေကရင်ထဲမှာရှိတဲ့တမျိုးပြင်းမဲ့ထွက်လာတာတမျိုးလို့သူဆိုတဲ့ပုံစံအဲ့တော့လူသားတော်ဝါတွေဟာပို့ပြီးတော့ကောက်ချစ်စင်လဲတယ်ဆိုတဲ့အတိပ္ပယ်မျိုးကိုလည်းပဲခေါ်ဆောင်လာတာရှိတယ်။ဒါတတိထားစရာချက်တော့အဲ့ဒါစိတ်ဓာတ်နဲ့ပတ်သက်တာလေးကိုကောင်းစိတ်နဲ့ပတ်သက်တာသစ္စာပြာစိတ်ကိုအဓိကထားပြီးတော့ တိတာဝကတွေကိုဆွဆုံမာဖြစ်တယ်အဲ့ဒီမှာစိတ်တေတန်ကိလေထေဒုက္ကတိပတ္တိပကေခာတွေ့ရစိတ်ထဲမှာတဲ့မကောင်းတဲ့စိတ်နေသဘောထားတွေလွန်မှုနေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုလို့မှုအခြေအနေတွေ ရရှိလာမဲ့အကျိုးဆက်အခြေအနေဟာအကောင်းကိုမျှော်လင့်လို့မရဘူးအဆိုးကိုပဲမျှော်လင့်လို့ရတယ်။ဆိုလိုတာကစိတ်ညင်နွမ်းနေပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရဖို့မျှော်လင့်စရာမရှိဘူး။စိတ်ညင်နွမ်းနေပြီဆိုရင်အဆိုးကိုပဲမျှော်လင့်ရမှာဖြစ်တယ်။စိတ်တည်ဝိတုဒ္ဓိသူကတိပါတိကေခာသူကတိဆိုရင်အခြေအနေကောင်းတယ် စိတ်ရိုးဖြောင်းနေပြီဆိုရင်ဒီပုဂ္ဂိုလ်ရဲ့အပြောစကားဒီပုဂ္ဂိုလ်ရဲ့လုံရဟာလည်းပဲအကောင်းမဲ့မျောနေရမှာဖြစ်တယ်။ကောင်းတဲ့လုံသည့်အတွက်ကြောင့်သူ့ရဲ့ဘဝနောင်ရေးဟာလည်းပဲအကောင်းဘယ်မျောနေလို့ရမလဲ။ဝဋ်ထတုတ်တံမှာရသဗျာဒီလိုဆုံးမခေါ်ကြတာရှိ။အဲ့တော့ဘုရားဘသာဝင်သူတော်စင်နေနေနဲ့အကောင်းဆုံးဖြစ်အောင် ခြင်းတဲ့ဒီကုအထုတ်ဖို့ရတော့ကိုယ်စိတ်လေးကိုအကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းပဲဖြစ်တယ်။ ဲ့ဒါအဓိကဆုံးပါ။ဒါမို့စိတ်တလုံးနိုင်ရင်ကိလေသာအကုန်နိုင်တယ်လို့ရှေ့ကသူတော်စင်ကြီးတွေပြောခဲ့တဲ့စကားတွေမှာရှိတယ်ပေါ့။စိတ်ကိုအောင်းနိုင်အောင်ယူအောင်းနိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်။စိတ်ကိုအောင်းနိုင်သွားတဲ့ပုဂ္ဂိုလ်တွေဟာယန္တာပုဂ္ဂိုလ်ပဲဖြစ်တယ်။စိတ်ကိုမနိုင်သေးတဲ့ပုဂ္ဂိုလ်တွေကပုထုရှင်ပုဂ္ဂိုလ်တွေဖြစ်တယ်။